မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာကျပ်ငွေတန်ဖိုးထိုးချမှုနဲ့ကုန်စည်နှုန်းမြင့်တက်မှုကြောင့်ဝန်ထမ်းလာစားတိုးပေးခဲ့တဲ့ပုဂ္ဂလိကကုမ္ပဏီလုပ်ငန်းရှင်10ဦးထက်မနည်းကိုအကြမ်းဖက်စစ်ကောင်စီကဖမ်းဆီးထားပြန်နေဆိုပါတယ်ကချင်ပြည်နယ်မှာ3လခွဲနှိပါကြစစ်စင်ရေးအတွင်းအကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်းပေါင်း125ခုနဲ့မြို့9မြို့ကို KIP တဲ့မာမိတ်ပူးပေါင်းတပ်တွေကတိမ့်ပိုက်ရရှိထားပြီဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့မြန်မာကျောင်းဝေတန်ဖိုးထိုးချမှုနဲ့ကုန်စည်နှုတ်မြင့်တက်မှုတွေကြောင့်ဝန်ထမ်းလာစားတိုးပေးခဲ့တဲ့ပုလိကကုမ္ပဏီလုပ်ငန်းရှင်10ဦးထက်မနည်းကိုအကျန်းဖတ်စစ်ကောင်စီကဖမ်းဆီးထားပြန်တယ်လို့စစ်ကောင်စီပြည်ထရေးဝန်ကြီးဌာနတင်ပြရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်လက်ရှိပြည်တွင်းမှာမြန်မာကျောင်းဝေတန်ဖိုးတရှိန်တို့ကျဆင်းနေတဲ့အတွက်ကုန်စည်နှုတ်တွေမတရားမြင့်တက်မှုတွေကြောင့်ဝန်ထမ်းတွေရဲ့လာစားနဲ့မလောက်ငှမာကိုစိုးရိမ်တဲ့ပုလိကလုပ်ငန်းရှင်တွေက သူတို့ရဲ့ဝန်ထမ်းတွေကိုလှစာတိုးမြင့်ပေးခဲ့ကြတဲ့ထုတ်ပြန်စာကိုသူတို့ရဲ့လူမှုကွန်ရက်တွေမှာဖော်ပြခဲ့ကြပါတယ်ဒါကိုအကျန်းဖက်စစ်ကောင်စီကနိုင်ငံမတီးမငြိမ်ဖြစ်အောင်ငွေကြေးဖောင်းပွားမှုနဲ့ကြံ့ဝေးတန်ဖိုးထိုးကြအောင်စစ်ကောင်စီကိုနန်းစီရီယံဝန်ထမ်းတွေကလစာမတိုးပေးမှုကြောင့်အကြင်ညိုပြက်အောင်လုပ်တဲ့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပုဂ္ဂလိကကံပဏီလုပ်ငန်းရှင်၁၀ဦးထက်မနည်းကိုအကျန်းဖက်စစ်ကောင်စီကဖမ်းဆီးထားတယ်လို့စစ်ကောင်စီပြည်ထောင်ရေးဝန်ကြီးဌာနသတင်းရင်းမြစ်ကပြောထားပါတယ်။အဲဒီလိုအဖမ်းခံထားရတဲ့လုပ်ငန်းရှင်တွေတဲမှာ ရန်ကုန်မြို့တင်ကန်းကျွန်းမြို့နယ်စံပြဇစ်ကဇော်ဇော်မိုဘိုင်းဆိုင်လေးပါဝင်ခဲ့ပြီးစစ်ကောင်စီကဆိုင်ကိုပါချိတ်ပိတ်သွားတယ်လို့မျက်မြင်တွေ့ရှိတဲ့ပြည်သူတို့ကရန်ကုန်ခေတ်တကိုပြောထားပါတယ်လက်ရှိမှာတော့အဲ့ဒီလိုဝန်ထမ်းလာစားတိုးပေးလို့ဖမ်းဆီးခံထားရတဲ့လုပ်ငန်းရှင်၁၀ဦးထက်မနည်းကိုစစ်ကောင်စီကစစ်ဆေးနေပြီးသူတို့လုံနေကြအတိုင်းပုံမှန်ရိထက်တက်ဖို့လဲကြံစီနေကြတယ်လို့စစ်ကောင်စီရဲ့ပြည်ထရေးသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျတဖက်မှာလေမန္တလေးအေယာဝတီပဲခူးနယ်မကွေးတိုင်းဘက်တွေမှာ အကြံပစစ်တဲ့နဲ့ရဲတွေကဖုန်းနဲ့က VPN software ကိုအကြောင်းပြစစ်ဆေးပြီးပြည်သူတွေကိုဖမ်းဆီးငွေညှစ်တာတွေစစ်သားစုဆောင်တာတွေဖြစ်ပွားနေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်။မန္တလေးအေယာဝတီဘကိုးနဲ့မကွေးတိုင်းတွေမှာအကြံပစစ်တဲ့ကလမ်းသွန်းလမ်းလာပြည်သူတွေရဲ့ဖုန်းတွေကိုလိုက်လံစစ်ဆေးပြီး VPN software အသုံးပြုတဲ့သူတွေကိုဖမ်းဆီးငွေညှစ်တောင်းရန်တာတွေစစ်သားစုဆောင်တာတွေလုပ်နေတယ်ဆိုပါတယ်။ဇွန်လ12ရက်နေ့ဖြစ်တဲ့မနေ့ကပဲမန္တလေးမြို့35လမ်း68လမ်းနဲ့80အကြားမှာ အကြံပေးစစ်ကောင်စီတပ်သားတွေကလမ်းသွန်းလမ်းလမ်းပြည်သူတွေရဲ့စိုင်းကယ်လိုင်စင်တွေကိုစစ်ဆေးပြီးလက်ကင်ဖုန်းတွေကိုပါစစ်ဆေးခဲ့တယ်ဆိုပါတယ်အဲ့ဒီမှာမိုဘိုင်းဖုန်းတွေဒဲ VPN software ထည့်သွင်းထားတဲ့ပြည်သူတွေကိုဖမ်းဆီးပြီးတော့ငွေကျပ်သိမ်းချီတောင်းရန်ခဲ့ကြတယ်လို့ဒေတာကန်ပြည်သူတို့ကပြောထားပါတယ်အလားတူအေယာဝတီတိုင်းဟင်းဒဒမော်လမြိုင်ကျွန်းနဲ့ဘိုကလေးမြို့တွေမှာလည်းအကြံပေးစစ်ကောင်စီတပ်သားတွေကအခုလိုပဲ VPN software ထည့်သွင်းထားတဲ့လမ်းသွန်းလမ်းလမ်းပြည်သူတွေကိုဖမ်းဆီးပြီးငွေကျပ်3000ကနေ3သိန်းအထိတောင်းရန်မှုတွေလုပ်နေတယ်လို့ ဒေသခံပြည်သူတွေကပြောထားပါတယ်။ဒါပြင် မကွေးတိုင်းကတောင်တွင်းကြီးမြို့နယ်ဘကိုးတိုင်းဘက်တွေမှာလဲအခုလိုပဲအကြံပစစ်တက်က VPN software အသုံးပြုတဲ့သူတွေကိုဖမ်းဆီးပြီးတော့ငွေညစ်တောင်းရန်ဓာတွေစစ်သားစုဆောင်ဓာတွေကိုပါလုံနေကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ ကချင်ပြည်နယ်မှာပုံလာခွဲနှိပါကြစစ်စည်ရေးအတွင်အကြံပတ်စစ်ကောင်စီရဲ့တပ်စခန်းပေါင်း125ခုနဲ့မြို့၅မြို့ကို KIPD ရဲ့မာမေပူပေါင်းတပ်တွေကသိမ်းပိုက်ရရှိထားပြီလို့ KNA သတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။မတ်လ9ရက်နေ့မှာစတင်ခဲ့တဲ့ကချင်ပြည်နယ်ကစစ်စင်ရေးကြီးဟာအခုဇွန်လ12ရက်နေ့အထိ KIPD ရဲ့မာမေပူပေါင်းတပ်တွေကအကြံပတ်စစ်ကောင်စီရဲ့အဓိကစခန်းကြီးတွေပါဝင်တပ်စခန်းပေါင်း125ခုကိုသိမ်းပိုက်ရရှိထားပြီး တရုတ်မြန်မာနယ်စပ်မြို့တွေဖြစ်တဲ့လွယ်ကျဲစင်ဘိုးစွန်ဘရာဘုံမြို့လာနဲ့အခုနောက်ဆုံးဇွန်လ17ရက်နေ့ကပဲစတုံမြို့ကိုပါပိတ်ပိုက်ရရှိသွားပြီဆိုပါတယ်လက်ရှိမှာလဲကချင်ပြည်နယ်ကမြကြီးနားဖက်ကန်ဗမော်မိုးမောင်မန်စီရွှေကူနဲ့ဝိုင်းမော်မြို့နယ်တွေအပါအဝင်ကချင်ပြည်နယ်တဝမ်းတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီ GIP ရဲ့မားမိတ်ပူပေါင်းတပ်တွေကစစ်ကောင်စီရဲ့ကြမ်းရှိနေတဲ့တပ်စခန်းတွေကိုတောက်လျှောက်ထိုးစစ်ဆင်တိုက်ခိုက်နေသလိုကချင်ပြည်နယ်အတွင်းကလက်မဆက်သွဲရိတ်နဲ့ကျေးလက်ဒေသတွေအားလုံးကိုပါ ် KIP ရဲ့မားမေးပူပေါင်းတက်တွေကထိမ့်ချုပ်ထားနိုင်ပြီဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာတစ်ဖက်မှာလေစကိုင်းတိုင်းက6ဦးမြို့မှာ yes can ထွေအုပ်ရုံနဲ့ငရှင်ရွာစစ်တပ် gate တွေကိုတော်လိုင်းရဲတပ်တွေက drone နဲ့ bomb တွေဇက်တိုက်ကြဲချတိုက်ခိုက်မှုအတွင်းစေကောင်းစီတပ်သား3ဦးသေကုန်ကြပြန်တဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားတယ်လို့စကိုင်းခိုင် drone တပ်ဖွဲ့ SDDF ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဇွန်လ17ရက်နေ့ကပဲ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ရဲတွေတဆွဲထားရာ၆ဦးမြို့မှာ yes can ထွေအုပ်ယုံတဲ့ငရှင်ရွာစစ်တပ် gate scan တွေကိုတော်လိုင်းရင်တပ်တွေက drone နဲ့ပုံသီးတွေဇက်တိုက်ကျဲချတိုက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းစစ်ကောင်စီတပ်သား၃ဦးကတော့ drone ပုံတွေဂျာမာပဲအသီးသီးသိမ့်ကုန်ကြတယ်အပြင်နောက်ထပ်၅ဦးကပြင်းထန်ဒဏ်ရာတွေရသွားတဲ့အကြောင်းကိုပါတိထားရတယ်လို့စကိုင်းခိုင် drone တပ်ဖွဲ့ SDDF ရဲ့တာဝန်ရှိသူတို့ကပြောထားပါလိမ့်ခင်ဗျတစ်ဖက်မှာတော့ မွန်ပြည်နယ်ကြိုင်မြို့အချင်းထောင်မှာနိုင်ငံရေးအကြီးအကဲတအုပ်ကိုထောင်အာဏာပိုင်တွေကအတင်းကျပ်အလွတ်လုခိုင်းပြီးထိခိုက်ဒဏ်ရာရတဲ့အချိန်စေးမကုပေးတဲ့အတွက်ထောင်စုပူမှုဖြစ်ပွားခဲ့တယ်လို့အချင်းထောင်နဲ့နှိစက်သူတအုပ်ကရန်ကုန်ခေတ်တကိုပြောပါတယ်။ဇွန်လ12ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲကြံမြောင်းချင်းတောင်မှာထောင်အာဏာပိုင်တွေကနိုင်ငံရေးအကျဉ်းသားတအုပ်ကိုအတင်းကျပ်အလုတ်လုခိုင်းပြီးတန်ပန်းဒရီကိုပါဝရင်စော်ခိုင်းခဲ့တဲ့အချိန်နိုင်ငံရေးအကျဉ်းသားဟာဒက်လိုက်ပြီးရှော့ဖြစ်သွားတယ်ဆိုပါတယ်အဲ့ဒါကိုထောင်အာဏာပိုင်တွေကစေးမကုပေးတဲ့အတွက် တက်လိုက်ထားတဲ့နိုင်ငံရေးအကျဉ်းသားလူနာကိုပြင်ပစေယုံပို့ပေးဖို့နိုင်ငံရေးအကျဉ်းသားတွေကဝိုင်းဝန်းတောင်းဆိုရာကနေထောင်စုပူမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲဒီလိုနိုင်ငံရေးအကျဉ်းသားတွေကဝိုင်းဝန်းတောင်းဆိုထောင်စုပူမှုဖြစ်ပွားတော့မှထောင်အာဏာပိုင်တွေကတက်လိုက်ပြီးရှော့ဖြစ်သွားတဲ့နိုင်ငံရေးအကျဉ်းသားကိုမော်လမြိုင်စေယုံပို့လိုက်ပြီးလူနာကအသက်အန္တရာယ်စိုးရင်ရတယ်လို့လည်းအကျဉ်းတောင်းတဲ့နှိစက်သူတို့ကပြောထားပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒါကတော့ရေုံခစ်တက်ကနေဒီကနေ့လေးဂင်တရင်တွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ thank you